哎呀嘞哈，刚我问朱月明，谁来搞朱月建的？不没今天不买不。 ျွန်တော်အနေနဲ့ကတော့ရုပ်ရှင်နဲ့ဝတ္ထုဘယ်ဟာပိုကောင်းလဲရွေးခိုင်းရင်တော့ရွေးရတော့ခက်တယ်ဗျဘယ်လိုပြောမလဲဗျစက်သားတော့စက်သားပဲအရသာမတူဘူးပေါ့ KFC နဲ့ Lottery ကကြောက်ကြောက်နှစ်ခုရွေးခိုင်းတဲ့လိုမျိုးပဲပေါ့ဘယ်ဟာပိုကောင်းလဲကတော့ရွေးရခက်တယ်ပေါ့လေကျွန်တော်ရုပ်ရှင်ကားဆိုလို့ရှင်အဖျားလေးနေနဲ့ကြိုက်ပြွားတော့သဘောကျတယ်။ရှုကင်းလှလို့ဆိုပြီးရှုကင်းပလိန်ရိုက်ပြတာမဟုတ်ဘူး။အဲ့ကြားထဲမှာဒီဘယ်လိုပြောမလဲရေရေချက်တစ်ခုခုပါတယ်ပေါ့လေ။အဲ့လိုရိုက်ချက်လေးကိုကျွန်တော်သဘောကျပါတယ်။ဆရာမင်းတို့ရဲ့ရေးသားတစ်ခုပေါ့လေ။ဆိုချက်က အရက်တောက်တာအသေးကွဲတာကိုကုစားပြီးတော့မေဝအောင်လို့အရက်တောက်တာမဟုတ်ဘူးတဲ့အရက်တောက်ပြီးမူးလာလို့ရှိရင်ခင်မေတင်းကိုပို့ပို့ပြီးတော့လွမ်းလို့ကောင်းလို့အရသာဖို့ရှိအောင်လို့ဆိုပြီးတော့ကန်းကောင်တွေကိုလာကြည့်ရလူတန်းကရုပ်ရှင်ရောပြန်ထွက်တဲ့အချိန်မှာကန်းကောင်နဲ့တင်းတင်းလေးကိုရစီရမှာဆိုပြီးတော့အဲ့တိုင်းမှာပဲတကယ်ကိုကန်းကောင်နဲ့တင်းတင်းလေးရခဲ့ပါတယ်ဆရာမင်းလူရဲ့ပြစ်သက်လည်းဟုတ်တယ် Driver 1ရဲ့ပြစ်သက်လည်းဟုတ်တယ်ဖိုးဖိုးရဲ့ပြစ်သက်လည်းဟုတ်တယ်ဖြစ်လို့ရှိရင်တော့ဒီကောင်ကိုမဖြစ်မနေကြီးရှုဖို့အတွက်ကျွန်တော်တိုက်တွန်းချင်ပါတယ်ဗျာ ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒါဂန်းကောင်ဒီရုပ်ရှင်ကားကြီးရဲ့ Premiere Show ကိုရောက်နေပါပါကျွန်တော်ရင်းနှီးဘက်ကနောက်ဆုံးရိုက်ခဲ့ Mr. Lu Program မှာပြောခဲ့သလိုပဲကျွန်တော်ဒါဂန်းကောင်ဒီကယုံတင်နေသွားကြည့်မယ်ပေါ့လေခေါ်တော့ယုံတင်လာနိုင်မဟုတ်ကျွန်တော်ကြူပြီးကြည့်ခွင့်ရပြီပေါ့လေဒီကကတော့ဒါကျွန်တော်အကြိုက်ဆုံးစာရေးဆရာကြီးတယောက်ဖြစ်တဲ့ဆရာမင်းလူရဲ့ဝတ္ထုဝတ္ထုကိုပဲကျွန်တော်အကြိုက်ဆုံး writer ကြီးမှာပါတဲ့ writer wine ပေါ့လေသူရိုက်ထားတာပေါ့လေအဲ့ထဲမှာပဲထပ်ပြောမယ်ဆိုလို့ကျွန်တော်ညီမကြီးမှာရှာရှာပါပါကျွန်တော်ချက်တဲ့တူဦးလေးသောဆယ်လေးပိုးဝေးပါတဲ့ကားဖြစ်တဲ့အတွက်ကျွန်တော်ဖြစ်မနေဘူးလားကြည့်တာပေါ့လေ အဲဒီကားရဲ့ဇလံအချင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့အခုဒီဘုတ်ကိုကြည့်လိုက်တာကန်းကော်ပင်ကြီးပါတယ်ရေရင်းပါတယ်ဒီနှစ်ခုကလုံးဝဒီဇလံမှာလုံးဝ iconic ပဲဒီဝတ္ထုကိုဖတ်ဖူးရဲ့လွယ်ရင်းသိနိုင်မယ်ဇလံကဒီကန်းကော်ပင်ကြီးနဲ့ဒီရေရင်းကစတယ်ရေရင်းပြက်ကနေဇလံကစတယ်အဆုံးမှာလည်းအဲ့မှာပဲဆုံးတယ်ဒါပေမဲ့ behind the scene video ကြီးကြည့်တဲ့အချိန်မှာတော့ဒီကန်းကော်ပင်ကြီးကိုပဲသူတို့ location ရှာတာကျန်တဲ့ပတ်ဝန်းကျင်အနေထားကြီးအကုန်လုံးသူတို့ပဲသူတို့ပြောင်းထားတာလို့သိရတယ်ဗျအဲ့ဒါတော့ဒါယုံ တဲရောက်တော့မှာပဲရုပ်ရှင်ကြည့်တော့မှာဘလို့နေထားရှိတယ်ကြည့်ရမှာပေါ့လေဒါတော့ဒီကားထူးခြားချက်ပေါ့လေနောက်ဆိုအဲ့ location ကအရင် iconic ဖြစ်ပြီးအဲ့ location အကြောင်းခဏခဏဝတ္ထုတွေမှာထည့်ပြောတာဖြစ်တဲ့အတွက်အဲ့နေရာလေးကိုသူကတမင်ကိုဖန်တီးယူတာလို့သိရတယ်ဗျဇလန်းနေနေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဗျာအချစ်ဇလန်းလူငယ်ဇလန်းပေါ့လေလူငယ်ဇလန်းမှာမှာသူကဝတ္ထုတွေမှာဆိုလို့ရှိရင်တော့လက်ရှိ current အနေထားကိုပြရတယ်ပြီးလို့ရှိရင်သူအတိတ်ကိုပြန်သူရဲ့ငယ်ဘဝနောက်ကျောင်းကိုပြန်နေပေါ့လေအဲ့မှာသူကဘလို့ဖြစ်လဲဆိုတော့ဆိုးချစ်နဲ့ခင်မီတင်ဆိုရယ်နှစ်ယောက်ရှိတယ်ခင်မီတင်ဆိုရယ်ကောင်းပါလေးကဒါဆိုးချစ်ကိုသူကချစ်တယ်ပေါ့လေဒါပေမဲ့ဆိုးချစ်ကခင်မီတင်ကိုမချစ်ခဲ့ဘူးခင်မီ တွေကိုမချက်ပဲနဲ့စိုးချက်ကသူနဲ့ရည်သားဖြစ်သွားတယ်ပေါ့ရည်သားဖြစ်သွားပြီမဲ့လေသူတို့အကြောင်းမျိုးပြပြန်ကွဲသွားတယ်ကွဲသွားတဲ့အချိန်ကျမှစိုးချက်ကခင်မင်းတွေကိုသူဘယ်တော့ချက်မှန်းသူ့ကိုသူသိသွားတယ်အဲအဲ့ဒါကတော့ဒါဇလန်အချင်းပေါ့လေနည်းနည်း spy ရတော့မဟုတ်ဘူးပေါ့ဗျာဒါကတော့ဒီဘယ်လိုလဲ trailer ကြည့်ပြီးတော့မြန်မာရုပ်ရှင်ကကြည့်တာဝါရယ်ပြည်သက်တွေဆိုလို့ရှင်တော့သိမှာပေါ့အဲ့တော့ ဆီယမင်းလူဝတ္ထုတွေဆိုလို့ရှိရင်လည်းဒါရုပ်ရှင်ပြန်ရိုက်တဲ့အချိန်မှာတော်တော်အောင်မြင်ခဲ့တာကိုတွေ့ရပါတယ်ကျွန်တော်မမတ်ရပြောမယ်ဆိုလို့ရှိရင်တော့80ရင်လွမ်းပေါ့လေ80ရင်လွမ်းဆိုလို့ရှိရင် Academy ဘိုင်ရောင်ရခဲ့ပေါ့လေနောက်ပြီးတော့အတွေ့အလေးရမှာအိုးကျော်နောက်တခြားဝတ္ထုတွေတော်တော်များများကိုလည်းရုပ်ရှင်ရိုက်ထားတွေ့ရပေါ့အများနဲ့မသက်ဆိုင်သောသူအောင်ပါလေး ဒီတက်ခဲပေါ့စသဖြင့်ပေါ့လေဝိထုအနေနဲ့ပြောရင်တော့ကျွန်တော် program ရှိတဲ့လူတွေမှာ safe project တွေပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ညွှန်းညင်တာကတော့ဆရာမင်းလူဝိထုတွေမှာကျွန်တော်အကြိုက်ဆုံးကတော့ရေတမာရယ်အများနဲ့မသက်ဆိုင်တော့လူရယ်ကန်းငော်ညီရယ်ချစ်တော်ပန်းကလေးများရယ်ပေါ့လေအဲ့ဒီစာအုပ်တွေတော့မဖြစ်မနေဖတ်ကြည့်ဖို့တော့ recommend ပေးချင်ပါတယ်ရုပ်ရှင်အနေနဲ့မှာတော့ကျွန်တော်ကျွန်တော်စိတ်ဝင်စားတာတခုတော့ရှိရယ်ဗျာအဲ့ဒါကတော့ဖွေးဖွေးပေါ့လေဖွေးဖွေးကပန်းလမ်းမယ်ကားရည်နဲ့ဆိုလို့ရှိရင်တော့သူကဘယ်လိုပြောမလဲ academy ရလေးရှိအောင်တွေ့ရတယ် လက်ပံပါနဲ့အကယ်ဒမီရတယ်။နောက်ပြီးတော့ကျမကနှင်းစီပါမောင်နဲ့အကယ်ဒမီရတယ်။နောက်ပြီးတော့ရွှေချာနဲ့အကယ်ဒမီရတယ်။ဒီကားနဲ့ရောကန်းကောင်နေကန်းကောင်နေနဲ့ရောဖူးဖေးဘလူးဖြစ်မလဲ။ဒါလည်းကြည့်ရမှာပဲ။အခုကတော့လောလောဆယ်ကတော့တော့ပါပဲ။ကျွန်တော်ရုပ်ရှင်နဲ့မကြည့်ရသေးဘူး။ဘာမှတော့ထပ်ပြောလို့မရသေးဘူးပေါ့လေ။အဲ့တော့ဆရာမင်းလူရဲ့ဝတ္ထုကို Rider Wine ဘယ်လောက်ထိအကောင်းဆုံးပို့ဖို့ပြီးရိုက်မလဲဆိုတော့ကျွန်တော်ဝင်ကြည့်ကြတာပေါ့။ပြီးတော့မှပဲရုပ်ရှင်ကြည့်ပြီးမှပဲကျွန်တော်အမြင်လေးထပ်ပြောပြမယ်နော်။ င်းကြီးကတော့ခြိပြီးသွားပြီအာဒီကားရဲ့ဇလံအကျိုးမပြောခင်ပါကျွန်တော်နဲ့တူဒီကားဟိုဘောတော့ကျွန်တော်ညောင်ကဒါညောင်လေးကြီးရောလိုက်ခြိကြရပေါ့ရောအဖွဲလိုက်ခြိကြရပေါ့အဲ့မှာဒီညောင်လေးနေရဒီကားကိုဘယ်လိုထင်တာပထမဆုံးသွားခြင်းအမ်အစားရောတော့ဗောနော်ဟိုဟာဟော်ရာကားလို့ထင်ခဲ့တာဟုတ်ကဲ့ဒီဟော်ရာကားလို့ထင်ခဲ့တာတကယ်တန်းကြတော့တကယ်ထပ်ပသက်ဆန်တဲ့အချစ်ဇလန်းလေးဗောနော်တကယ်ရိုးရှင်းရှင်းလေးနဲ့အချစ်ဇလန်းလေးအဲ့လိုဆွဲပြီးတော့ခေါ်သွားပြီးစိတ်ကအဲ့လိုမျိုးပျော်ရွှင်စရာကောင်းတာဝမ်းနည်းစရာကောင်းတာအဲ့လိုမျိုးပေးနိုင်တယ်လို့ထင်တယ် ။မဆိုတာဟော်ရာကားရဲဆိုတော့နောက်ကလိုက်လာဟော်ရာကားကြည့်ပဲဟောဆိုပြီးတော့ဟော်ရာကားမို့အချစ်ကားပြင်းနေတလွဲထင်လိုက်တာ။ဒါပေမဲ့ကောင်းပါတယ်ကောင်းပါတယ်။ရိုမန့်စ်လေးပေါ့နော်ဒရာမာလေးနဲ့အငူတလိုင်းလေးပေါ့ကောင်းပါတယ်။ကြည့်ရတယ်ကောင်းတော့တတ်ပါတယ်။ အခုနရောညမလေးပြောသလိုပါပဲဒီကားအချစ်ကားပေါ့ဒီ romance ကား romance ကားကတော့အဲဘလို့ဒီမှာလူမားပြီးကြီးစားစကားပြောခံရတာနေပြီးတော့အချစ်ဆုံးကနေအမုန်းဆုံးဖြစ်သွားတာပေါ့ဒါတော့ဒီကားရဲ့ဇာတ်လမ်းတစ်ခုလုံးအတူချုံးပြီးပြောလိုက်တာပါကျွန်တော်ပထမဆုံးနေတဲ့ဒီကားမှာသိတာထင်ရှားတဲ့အချက်တစ်ချက်ကတော့ဝတ္ထုကို adaptation လုပ်တဲ့အချိန်မှာဝတ္ထုတွေကဇာတ်လမ်းသွားရတဲ့အတိုင်းပဲသွားရပေါ့ကျွန်တော်ဒီကားမစခင်တော့ပြောခဲ့လို့ပါပဲဝတ္ထုထဲမှာတော့တို့လက်ရှိခေတ်ကိုရောက်တယ်ပြီးတော့မှအရင်တော့အချိန်ကိုတို့ဘာကြောင့်ပြန်လဲ redo ပုံစံမျိုးတွေပါတယ်ပြီးတော့မှလက်ရှိအနေထားကိုပြန်ရောက်တယ်အတိတ်ကိုပြန်သွားရတယ်ရုပ်ရှင်ထဲမှာလည်းအဲ့ပုံစံမျိုးပဲကြိုက်ထားတာကိုတွေ့ရတယ်ပေါ့ဒီနေရာမှာအထူးပြုပြီးတော့ ချီးကျူးကျင်တာတော့ဖွဖွေးပေါ့ဖွေးဖွေးရဲ့ character ကဗျာဆက်ဆချင်းမှာတော့သူကကလေးကလေးဘဝပေါ့ဒီចောင်းသားចောင်းသူဘဝចောင်းသူဘဝနေပါတဖြည်းဖြည်းတက်ကသူចောင်းသူဘဝအဲ့ကနေပြီးအသက်ကြီးပြီးအရွယ်ရောက်လာတဲ့အချိန်မှာသူတရုတ်ဆောင်သွားတဲ့အပြုမှုတွေကမတူဘူးဗျာဆိုလိုချင်တဲ့ဘဝဆက်ဆချင်းမှာတော့သူကအရင်အပြစ်ကင်းစင်တဲ့ပုံစံမျိုးတရုတ်ဆောင်တယ်ဒါပေမဲ့နည်းနည်းတက်ကသူចောင်းသူဘဝရောက်တဲ့အချိန်မှာတော့ရင်းကျက်တဲ့ပုံစံမျိုးဖြစ်သွားတယ်အသက်ကြီးတဲ့အချိန်မှာတော့ခက်ထန်တဲ့ပုံစံမျိုးဖြစ်သွားတယ်အားလုံးစိတ်နာပြီးပေါ့လေအဲ့ဒါကိုပေါ်လွင်အောင်တရုတ်ဆောင်သွားနေတယ်ပေါ့ဒါလည်းကျွန်တော်ကကျွန်တော် personal favorite မင်းသမီးမို့လို့ဒါတော့မသိဘူးကျွန်တော်ကသူဘာလို့လို့သဘောကျတယ်ပေါ့လေနောက်ပြီးတော့နောက်တစ်ခုရဲ့ ထူးခြားတဲ့တစ်ချက်ကတော့ဒီကိုင်းအပြင်အဆင်ပေါ့ပြောဆိုလို့ညနာဗျာဒီဆီယမင်းလူကဒီဆာကို ဒီကန်းကောင်နီဆိုတဲ့စာကို1000ပြင်းနဲ့ဝင်းချင်အောင်မှာထွက်ခဲ့ရတယ်နဲ့2000လား2000ထက်လား2000ထက်လားကျွန်တော်မမှတ်မိတော့ဘူးလေအဲကားထဲမှာလည်းအဲ့ခေအဲ့ခေအခြေအနေကိုပြောတယ်ဒါပေမဲ့ तू อ่ะအဲ့စာအုပ်ထဲမှာဟို 1990s ခေတ်တွေကို1990ပြင်းတွေကို तू ပြောခေါ်သွားတယ်ပေါ့ဒီကားထဲမှာဝတ်ထားတဲ့ဒီမင်းသားမင်းသမီးကြီးဒီဘေးနာဒီဇပ်ပိုးဇက်ရံကြီးအကုန်လုံး fashion တွေအားစအဲ့ချိန်တော့ဒါကျွန်တော်ငယ်ငယ်တော့ black and white TV ကြည့်ခဲ့ရတဲ့ခေတ်တုန်းက fashion မျိုးတွေဖြစ်အောင်သတိထားပြီးပြင်ထားတာကိုတွေ့ရတယ်ဗျဖုန်းလုံးကမပါဘူးပေါ့လေ ဖုန်းတွေလက်ကင်ဖုန်းတွေပါရင်ညာလုံးဝမပါဘူးအဲ့ချိအဲ့အဲ့ခေအဲ့ခါအခြေအနေမျိုးတွေဖြစ်လို့တယ်ဒါပေမဲ့ဒီဒါရီတိုးပြောတဲ့အခြေအနေမျိုးပါပေါ့လေကျွန်တော်ကတော့ဗျာဟိုဘယ်လိုပြောမလဲဟိုအတိတ်ခေတ်တစ်ခုစီကိုပြန်သွားပြီးတော့အဲ့ခေအဲ့အနေထားမျိုးတွေရိုက်ပြရဲ့ဇက်ပတ်မျိုးတွေရုပ်ရှင်မျိုးတွေဆိုသဘောကျတယ်ပေါ့လေဘာဖြစ်လို့လဲဆိုတော့ကိုမရောက်ဘူးတဲ့ခေတ်တစ်ခုကိုကိုအလဲပြန်သွားရသလိုခံစားရလို့ပေါ့အဲ့နောက်တစ်ခုကတော့ရိုက်ချက်တွေပေါ့လေရိုက်ချက်တွေတော်လေးလာတော့တွေ့ရတယ်ဗျာဒါကတော့ဒါရိုက်တာဝိုင်းရဲ့ဘယ်လိုပြောမလဲသူထုံးတယ်သူကားကြီးကြည့်ဘူးရဲ့လူတော်များသိပါပါသူ continuity continuity ရိုက်ရွာရဲ့ရိုက်ချက်တွေတော်တော်လေးလှတာတော့တွေ့ရတယ်ဗောလေဒါကတော့သူ ရုပ်ရှင်ကားကြီးရထုံးတာတိုင်းပဲရွှေခဲလှပရင်လည်းရိုက်ခွင်းထလားပပလေးရိုက်ပြသွားနိုင်တယ်ပေါ့ကျွန်တော်အနေနဲ့ကတော့ရုပ်ရှင်နဲ့ဝတ္ထုဘေးရပူကောင်းလဲရွှေခိုင်းရင်တော့ရွှေရတော့ခက်တယ်ဗျဘယ်လိုရောမလဲဗျစက်သားတော့စက်သားပဲအရသာမတူဘူးပေါ့ KFC နဲ့ Lottery ကကြကြော်နှစ်ခုရွှေခိုင်းတဲ့လိုမျိုးပဲပေါ့ဘေးရပူကောင်းလဲကတော့ရွှေရခက်တယ်ပေါ့လေဒါပေမဲ့ကျွန်တော်စိုးရင်တာတစ်ခုတော့ရှိတယ်ဗျဘာလို့စိုးရင်လဲဆိုတော့ဒါဒီဝတ္ထုရေးခဲ့တာကလည်းဒါ2000ပြည့်နေဝင်ချင်းရေးခဲ့တာဒီရုပ်ရှင်ကားကိုရိုက်ခဲ့တာလည်းလွန်ခဲ့တဲ့ 2008နဲ့2008လား2009လားအဲ့တော့အနေထားမျိုးနဲ့ရိုက်ခဲ့တာဆိုတော့ခုခေတ်ဒီ2025ခုနှစ်မှာဒီရုပ်ရှင်လာကြည့်မဲ့လူငယ်ပြိတ္တအများစုရဲ့ taste နဲ့ကိုက်ပါမလားပေါ့အဲ့တခုကတော့ကျွန်တော်နည်းနည်းစိုးရင်မိတယ်ပေါ့လေဘာဖြစ်လို့ဆိုတော့မကောင်းတာတော့မဟုတ်ကောင်းတယ်ကျွန်တော်လည်းကျွန်တော်အသက်အရွယ်တန်းရသလိုရှိရင်ကျွန်တော်2000ပြည့်နှစ်ကဒါဆရာမင်းလူပဲကျွန်တော်ကြိုက်တဲ့စာရေးဆရာပဲအဲ့ခေတ်အဲ့ခါတော့ဇလန်ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်နားလည်ပြီးနိုင်တယ်ဒါပေမဲ့ခုခေတ် ဒီဒါကြည့်မဲ့လူတွေရောအဲ့လိုမျိုးနားလည်ပြီးနိုင်ပါမလားအဲ့တခုကတော့စိုးရင်ပြီးရယ်ပေါ့လေကျွန်တော်ဒီ Messenger လူ program ရိုက်တဲ့အချိန်မှာ Writer 1ရဲ့ရုပ်ရှင်က၃၅ကြည့်ဘူးရယ်ပေါ့နော်တခုတ်တရရယ် meeting စင်ရယ်ခန်းကောင်းနေရယ်ပေါ့ကျွန်တော်တယောက်တည်း personal အမြင်ရဆိုလို့ဆိုတော့ဒီကားကတော့အကြိုက်ဆုံးပဲပေါ့လေ။ဘာဖြစ်လို့ကြိုက်လဲဆိုတော့ကျွန်တော်ဝတ္ထုကိုကြိုက်တာလူဖြစ်တဲ့အတွက်တော်ပြားဝတ္ထုတွေမှာဆိုလို့ရှိရင်တော့ဗျာဒီဘယ်လိုပြောမလဲရှုခင်းနေထားနောက်ခံနေထားစိတ်ခံစားချက်တွေရေးပြရယ်ပြင်ထန်တော့ဒီနဲ့စကားပြောရယ်ဒီကားရဲ့မှာလည်း ဒါတော့နည်းနည်းနည်းတယ်ဗောလေဒါတော့နည်းပြီးတော့အပြတွေပဲများတယ်ဗောကျွန်တော်ရုပ်ရှင်ကားဆိုလို့ရှင်တော့အပြလေးနေတဲ့ခြိုက်ပြွားတော့သဘောကျတယ်ဗာရှူကင်းလှလို့ဆိုပြီးရှူကင်းပလင်းရိုက်ပြတာမဟုတ်ဘူးအဲ့ကြားထဲမှာဒီဘယ်လိုပြောမလဲဒီရေချက်တစ်ခုခုပါတယ်ဗောလေအဲ့လိုရိုက်ချက်လေးကိုကျွန်တော်သဘောကျပါတယ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့ဟိုကျွန်တော်ကတော့ကြိုက်တယ်ဗောဒါဆိုကျွန်တော်ကြိုက်တဲ့ဇာတ်လမ်းဖြစ်နေလို့ဒါပေမဲ့လည်း ဇလန်းလေးကတော့နည်းနည်းတော့ရိုးရှင်းနေရတော့တွေ့ရတယ်ပေါ့လေအဲ့တော့လူငယ်ပြိတ္တလေးကြိုက်မကြိုက်ကတော့ကျွန်တော်လည်းမသိဘူးပေါ့ဒါပေမဲ့ဆီယမင်းလူရဲ့ပြိတ္တလည်းဟုတ်တယ်ဒရိုက်တာ1ရဲ့ပြိတ္တလည်းဟုတ်တယ်ဖွေးဖွေးရဲ့ပြိတ္တလည်းဟုတ်တယ်ဖြစ်သလိုရှင်တော့ဒီကောင်ကိုဖြစ်မနေချီရှူဖို့အတွက်ကျွန်တော်တိုက်တွန်းချင်ပါတယ်ဗျကျွန်တော်ကတော့ကြိုက်တယ်ဒါ rating ပေးသလိုရှင်တော့ကျွန်တော်10မှာ9လောက်တော့ပေးချင်တယ် တော်ကြိုက်တဲ့ကောင်ဟုတ်လို့ပါအဲ့မှာဝိထုတွေမှာကျွန်တော်အရင်ကြိုက်တဲ့အဖွဲ့နယ်တခုတော့ရှိတယ်ဗျာသူကနေတိုင်းအဲ့လိုမျိုးအရက်တောက်တယ်ပေါ့လေဒါအရက်တောက်တာတော့မကောင်းဘူးပေါ့လေနေတိုင်းအရက်တောက်တယ်ပေါ့အရက်တောက်တဲ့အချိန်မှာသူကဘာဖြစ်လဲဆိုတော့အဲ့မှာဆရာမင်းလူရဲ့ရေးသားတခုပေါ့လေဆိုချက်ကအရက်တောက်တာအသေးကွဲတာကိုကုစားပြီးတော့မေ့ဝောင်းလို့အရက်တောက်တာမဟုတ်ဘူးတဲ့အရက်တောက်ပြီးမူလာလို့ရှိရင်ခင်မေတင်းကိုပို့ပို့ပြီးတော့လွမ်းလို့ကောင်းလို့အရသာပို့ရှိအောင်လို့ဆိုပြီးတော့အဲ့လိုအဲ့လိုဟာမျိုးပြောဒါပေမဲ့အဲ့ဆိုချက်ရဲ့တမန်ဖြစ်တဲ့အကြောင်းစိတ်မပါတော့နည်းနည်းတခုခုလုံးနေတယ်လို့ခံစားရတယ်ပေါ့လေဒါကတော့ကျွန်တော်အမြင်ပဲပြောတာပါဒါပေမဲ့ ခုနကျွန်တော်ပြောသူပဲကျွန်တော်ဖိုးဖေးပြိတက်ဖို့လို့လာမသိကျွန်တော်ကြိုက်တယ်ဓမ္မကားကြီးထဲမှာတော့အချက်ကားကြိုက်တဲ့ပြိတက်တွေတော့ကတော့အဆင်ပြေအဆင်ပြေမဲ့ရုပ်ရှင်ကားတကားပါကျွန်တော်ဒီရုပ်ရှင်ကားဘုံမကြည့်ခင်မှာတော့ဒါ driver 1ကပြောခဲ့ပါတယ်ဒီရုပ်ရှင်ကားခန်းကောင်ကြီးကိုလာကြည့်ရလူတန်းကရုပ်ရှင်ရောပြထွက်တဲ့အချိန်မှာ ကန်းကွန်နဲ့တင်းတင်းလေးကိုရစီရမှာဆိုပြီးတော့အဲ့တိုင်းမှာပဲတကယ်ကိုကန်းကွန်နဲ့တင်းတင်းလေးရခဲ့ပါတယ်။ကဲဒီနေ့ကတော့ဒါကျွန်တော်ရဲ့ Mr. Lu Broken ရဲ့ဒါ review ပေါ့လေကျွန်တော်ကိုယ်တိုင်ကြည့်ပြီးတော့ကျွန်တော်အမြင်ကိုပြောပြတာတာပါ။အာနောက်ပိုင်းနေမှာတော့နောက်တစ်ပတ်ကတော့ဘယ်ကားတွေရုံတင်အောင်လဲမသိဘူးပေါ့လေ။ဒါပေမဲ့လည်းရုံတင်လဲဘာကားရုံတင်လဲကျွန်တော်သွားကြည့်ပြီးတော့ကျွန်တော် review ပြောအောင်ပါ။ဒါပဲပြောကျွန်တော် program ကိုအဆုံးထိဆောင်ကြည့်ပြီးပြည်သက်တွေအားလုံးနဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်။ပြည်သက်တွေအားလုံးအသက်ရှူတိုင်းပတ်စံဝင်ပါစေလို့ဆုတောင်းပေးနေဒီအားနဲ့နှုတ်ဆက်ချင်ပါတယ်ဗျာ။တလား။